။တစားမုံလာပြင်းနေမှာပန်တကူပြင်းရင်တိန်းနေရတဲ့လက်ကောက်ကြီးဆုံရှုံသွားတဲ့အကြောင်းကိုပြောလာတဲ့နိုင်ရှင်မြင်မှု။တစားမုံလာပြင်းနေမှာပန်တကူပြင်းရင်တိန်းနေရတဲ့လက်ကောက်ကြီးပျောက်သွားတာကစက်ဖို့တည်ုံဆောင်နိုင်ရှင်မြင်မှုပါ။မြန်မာလူမျိုးတွေဟာတစားမုံလာပြင်းနေမှာလိုအပ်နေတဲ့သူတွေရရှိသွားစေလိုခြင်းကမိမိတို့တတ်နိုင်သမျှငွေလေးနဲ့ပန်းတကူပြစ်ကလူတန်းလေးရှိကြပါတယ်။နိုင်ရှင်မြေမို့ကတော့တိန်းနေရတဲ့တံမိုးကြီးမြလက်ကောက်ကိုပန်းတကူပြစ်ခဲ့မိတာဖြစ်ပါတယ်။ ဒီဖြစ်ပျက်ကတော့လွန်ခဲ့တဲ့နှစ်နဲ့တရုတ်ဆောင်30ရင်မင်္ဂလာဆောင်ညမှာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီညကတစောင်းမုံလားပြင်းနေလဲဖြစ်ခဲ့တာပါ။ဒီလိုနဲ့မင်္ဂလာပွဲမှာပျော်ကြကြည်ညိုကြရင်ဝိုင်းနေရှပ်ပိန်နေတောက်ကြရင်နှိုင်းရွှေမြေမှုတယောက်အရှိန်လွန်ပြီးအမှုလွန်သွားခဲ့ပါတယ်။အမ်ပတီဆိုတဲ့အထိအခြေအနေဆိုးခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနဲ့အမူးလွန်ပြီးအတိစိတ်ကက်လိုက်မကက်လိုက်ဖြစ်နေတဲ့နှိုင်းရှင်မျက်မှုဟာပတ်တကူပြည်ရင်လက်မြောက်လိုက်တဲ့အခိုက်တံမှာပဲသူ့လက်မှာဝစ်ဆင်ထားတဲ့အဲ့ဒီသိမ့်နေရတဲ့မျက်လက်ကောက်ကြီးကိုအခန်းထဲကနေအပြင်ကိုလွှတ်ပြစ်လိုက်မိပါတော့တယ်။မနက်မုန်းလေးလို့အမူးပြေမှာလက်ကောက်ပျောက်သွားမှန်းသိပြီးလင်မယားနှစ်ယောက်တဲတန်လိုက်ရှာကြပါတယ်။ဒါပေမဲ့လမ်းပေါ်ပြစ်တင်လိုက်တဲ့ဒီလောက်တံမိုးကြီးပြစင်ဘလို့မှပြန်မတွေ့ခင်ရတော့ပါဘူး။ ဒါကြောင့်လေသူတို့ဇနီးမောင်နှံဟာငါတို့တဘွားမှာသူများပြစ်စီမတော်မတရားယူခဲ့ဘူးလို့အခုပြန်ပေးဆက်လိုက်ရတာပဲဖြစ်မယ်။ဝိကျွေးတခုခြေသွားပြီလို့သဘောထားပြီးစိတ်ပြေလိုက်တယ်လို့ဆိုပါတယ်။နိုင်ရှင်မျိုးမဟာအဲ့ဒီနေ့အဲ့ဒီချိန်ကစပြီးသူ့ဘွားမှာဘလို့ပွဲလန်းသဖြင့်မျိုးမှမစူးမူရစေတတ်တဲ့အရှင်လေးကိုလုံးဝမတောက်တော့ဘူးလို့သစ္စာပြုခဲ့တယ်လို့သိရပါတယ်။